စ်ဆွေများအားလုံးမင်္ဂလာပါရှင်။လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်နဲ့မင်္ဂလာရှိတဲ့အချိန်တွေကိုပိုင်ဆိုင်နေကြပြီးပြည်ပြာများဝေးကွာကကုရောစိတ်ပါကျမ်းမာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။အခု reading ကကြတော့ခုနှစ်ရတင်ပေးထားတဲ့ပေါ့နော် members only reading ကအကောင်းဆုံးတိုင်းပေါ့နော်။တစ်ဖက်သူကကိုပုံမှာဖုံးကွက်ထားတဲ့မှန်တရားနဲ့သူ့ရဲ့ကိုယ်နဲ့ပတ်သက်တဲ့သူ့ရဲ့စိတ်ရင်းအစမှန်ပေါ့နော်။ဒါလေးကိုဒီ YouTube က subscriber တွေရဲ့ energy နဲ့ပေါ့နော် collective reading လေးတို့ပြီးတော့မှဖြစ်ပါတယ်ရှင်အဲ့တော့ channel member ဝင်ဖို့အတွက်ပေါ့နော်လာပြီးတော့မိထားကြတာရှိပါတယ် channel member ဝင်ဖို့အတွက်ကအယူဆုံးကိုမကငွေလွှဲ sorry နိုင်ငံခြားငွေလွှဲအကောင့်ရှိရမယ်ပေါ့နော် PayPal တို့အလိုမျိုးနိုင်ငံခြားကနေပြီးတော့ဟိုဖွင့်ထားတယ်ပေါ့နော်ငွေလွှဲအကောင့်တစ်ခုရှိရပါမယ်အဲ့ဒီကနေသွားတာမျိုးပေါ့နော် အကိုကနိုင်ငံသားမှနေရတူဆိုလို့ရှင်တော့အဆင်ပြေတယ်ဓမ္မမဟုတ်ဘူးဆိုလို့ရှင်တော့နိုင်ငံသားမှနေရတူအကူအညီတော့ဒါမျိုးရှိလိမ့်မယ်ပေါ့နော်မြန်မာပြည်အတွက်ကတော့သူတို့က YouTube ကကွန်ပျူတာကိုပေါ့နော်အဲ့အတွက်ကြောင့်မလို့ပါအဲ့တော့ဘယ်လို join ရမလဲဆိုလို့ရှင်တော့ဒီ reading နေကြည့်တဲ့အခါမှာနိုင်ငံသားမှနေရတူကတော့တခါလေတန်းပြီးတော့မြင်နေပေါ့နော်ပြီးတွင်းမှာနေတဲ့သူတွေကကြတော့ VPN ချိန်ရတယ်ပေါ့နော် VPN ချိန်ပြီးတော့ reading ကိုကြည့်တဲ့အခါမှာဒီ reading ရဲ့အောက်က ရဲ့ Luna Jupiter ဆိုတဲ့အဲ channel name ရှိတယ်ပေါ့နော်အဲ့ channel name လေးရဲ့ banner လေးမှာ join ဆိုတာလေးပေါ်နေရပေါ့နော်အဲ့ join လေးကိုနှိပ်ပြီးတော့အဲ့ဒီကနေပြီးတော့မှတစ်ဆင့်တစ်ဆင့်ဝင်သွားအောင်မှာဖြစ်ပါလိမ့်ရှင်ဟိုမ်လာလာစင်ကြီးကကြတော့အခုလောဆယ်သတ်မှတ်ထားတာကတော့အရာ AED နဲ့သတ်မှတ်ထားတာပေါ့နော်ဟိုဒူဘိုင်းက currency နဲ့သတ်မှတ်ထားတာဆိုတော့10 AED ပေါ့နော် AD10 ဆိုတော့ညမငွေနဲ့ဆိုလို့ရှိရင်တော့တထောင်စွန်းစွန်းပေါ့နော်တောင်းတထောင်ကြောကြောတောင်း2000အဲ့လောက်ပေါ့နော်အဲ့ဒီနေပါလောက်ကြာပါလိမ့်မယ်ဒါကခမန်းကြီးပေါ့နော်တပေါက်စီပေါ့မှာမူတီပြီးလို့လိုမျိုး꿰သွားပါလိမ့်မယ်အဲ့တော့တလောက်ကိုအလောက်ကနေတောင်းလို့ရတယ်ပေါ့နော်ဒါကအောက်ဆုံးအဖွဲ့ဝင်မှန်ပါပေါ့နော်မမငွေတာကအဲ့လို level အဆင့်လိုက်ရှိတယ်ပေါ့နော်အောက်ဆုံးအဆင့် Luna ဆိုလို့ရှိရင်တော့ 1080D Jupiter ဆိုလို့ရှိရင်တော့ 20 AED ဆိုပြီးလိုမျိုးတစင်ပြီးတစင်ရှိတယ်ပေါ့နော်အဲ့တော့အောက်ဆုံးအဆင့်ကတော့10 AED လိုမျိုးမြန်မာဝင်နေဆိုရှင်1000ကျော်ပေါ့နော်အဲ့လောက်ထိရှိရဆိုတာလေးတော့တွေ့ရတယ်ပေါ့နော်အာအဆင်ပြေမအောင်ဝင်ကြပါအဆင်မပြေတဲ့သူတွေတက်ကိုလည်းဝင်ဖို့တိုက်တွန်းချင်ပါဘူးပေါ့နော်ဒါပေမဲ့တခုရှိတာကမြန်မာဝင်ထားမယ်ဆိုလို့ရှင်ရင်တော့ ဒီတသောင်းကျော်ကျော်လေးနဲ့ပေါ့နော်ပြောရင်တလားပေါ့မှာတသောင်းကျော်ကျော်လေးနဲ့ကိုတက်ကို personal reading လို့ပုံစံမျိုးနဲ့တကယ်ကိုဒီ color တက်တက်ပို့ပြီးတော့အသေးစိတ်တွေပေါ့နော်အဲ့လိုမျိုး personal reading လို့ပုံစံနဲ့သွားအဖြေသိရမှာပေါ့နော်အဲဘာလို့ဆိုတော့လူကစစ်ထုတ်လိုက်တာဖြစ်ကြမလို့နေသွားပြီပေါ့နော်ပြောရင် color တက်ကြတော့ဒီမှာဆိုတော့ subscriber အလုံးပေါင်း16ဟုတ်တယ် 16k ပေါ့နော် 16k ဒါ 17k နေပါတော့ဖြစ်လေပေါ့နော်1000 16000 ကြော်နေပြီပေါ့နော်အဲ့လောက်ရှိတာဆိုတော့ဒီလူတွေရဲ့ energy ကိုယူပြီးတော့ဖတ်ပေးတာထပ်စားလို့ရှိရင်တော့ member ဝင်မယ်ဆိုလို့ရှိရင်တော့ခုဆိုရှင်ရင်တော့ channel member တယောက်ရှိတယ်ပေါ့နော်အဲ့တော့ပြောရရင်တော့ဒါက10ယောက်လည်းဖြစ်နိုင်တယ်အယောက်20လည်းဖြစ်နိုင်တာဒါကဒါပေမဲ့ဘလို့ပဲပမာဏများသွားများသွားခုနောက်ပမာဏတော့လည်းများမှာမဟုတ်ဘူးပေါ့နော်အဲ့ဒီခါကျကိုယ့်ရဲ့ energy ကပိုပြီးတော့အသေးစိတ်ဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအကျိုးသက်ရောက်မှုတော့ရှိပါလိမ့်မယ်ဒါတော့ဒါကြောင့်မို့လို့ပဲအဲ့လိုရည်ရွယ်ချက်နဲ့လည်းပြီးခဲ့တဲ့တစ်ခေါက်တင်တော့အစ ပိုင်းတော့ကတော့ဒါက members only ဆိုလို့ရှိရင် member တွေပဲမြင်ရတယ် member တွေပဲကြည့်လို့ရတယ်ပေါ့နော်တခြား member မဟုတ်တဲ့သူတွေ video channel subscriber တွေပဲကြည့်မယ်ဆိုလို့ရှိရင် channel subscriber မဟုတ်တဲ့တခြားလူတွေကြည့်မယ်ဆိုလို့ရှိရင်လည်းမြင်တော့မြင်ရနိုင်မယ်ဒီ reading ကဘာအကြောင်းဘယ်လိုကောင်းစေဆိုတာကိုမြင်ရနိုင်မယ်ဒါပေမဲ့အထက်ထဲမှာဘယ်လိုပုံစံမျိုးဖတ်ပေးထားတယ် reading ရဲ့အနေအထားကိုဝင်ကြည့်လို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တင်ပေးထားတာပေါ့နော်ဒါပေမဲ့ EM members ကဝင်ပြီးတော့ကြည့်ပြီးသွားပြီး comment လည်းပေးပြီးွားပြီအဲ့ဒီခါကျတော့သူကြည့်ပြီးွားရေးဆိုလို့ရှင်ဒါသူ့အတွက်ကအာဒီ member ဝင်ရာကျိုးနှစ်သွားပြီပေါ့နော်အဲ့တော့သူ့ကိုအရင်ဆုံးပေးကြည့်ပြီးတဲ့ခါမှာစိတ်ထဲမှာဖြစ်လာတာဒီလိုမျိုးပုံစံဖတ်ပေးရဲဆိုတာကိုဒီရေ channel ရမိတ်ဆွေတွေလည်းသိမယ်ဆိုလို့ရှင်တော့ဒါဆိုရင်တော့ အဲစိတ်ဝင်စားတဲ့သူရှိခဲ့မယ်ဆိုရင်မန်ပောင်ဝင်လို့ရအောင်ပေါ့နော်လောဖက်ပုံဖဏီးလေးတိအောင်လို့ဆိုပြီးတော့တပင်းက public နဲ့ပြန်ပြီးတော့ချိန်ပြီးတော့ပေါ့နော်ပြန်ပြောင်းပြီးတော့တင်ပေးလိုက်တာပေါ့နော်အဲ့ဒါကိုအောက်ကနေပြီးတော့လာရေးကြတဲ့သူတွေရှိတယ်ပေါ့နော် members only ဆိုပြီးတော့ဘာလို့ကျမတို့ကမြင်နေရတာလဲကျမတို့စမိုင်းလာပေါ်နေတယ်အဲ့လိုမျိုးတွေလေပြောကြတယ်ပေါ့ဒါကြောင့်မလို့အခုလိုမျိုးပြန်ပြီးတော့ရှင်းပြတာပေါ့နော်ရှင်းမှလည်းပဲ post post တင်ပြီးတော့လဲပြန်ပြီးတော့ရှင်းပြထားရလဲရှိတယ်ပေါ့နော်တေချာဝင်ကြည့်မယ်ဆိုလို့ရှင်တော့တွေ့မှာပါအဲ့ဒါလေးကတော့ member ဝင်တဲ့အကြောင်းကိုပြောရခြင်းဖြစ်ပါတယ်ရှင်အဲ့တော့အရင်ဆုံး reading back ကိုသွားရမယ်လို့ပဲပေါ့နော်ဒီဆုံး reading ကိုကြည့်တဲ့ collected ရဲ့ energy ကိုစစ်ပါမယ်အဲ့တစ်ဖက်သူနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ current energy ကိုသိချင်ပါတယ် healing heart. Step in the back. Mm -hmm. Coffee cup, the dragonfly. her with the key coffin. အဲ့တော့ဒီလူနဲ့တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့တော့ကိုယ့်ရဲ့အနေအထားကတော့လက်ရှိမှာစူးစမ်းပြီးတော့ လက်ထုတ်ဖို့စူးစမ်းနေဆိုတာလို့တွေ့ရတယ်အတိတ်ကသူကြောင့်ရခဲ့တဲ့နာကျင်မှုတွေသူပေးခဲ့တဲ့တန်ရာတွေတစ္ဆာဖောက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်သူကသူစီရနဲ့မမျှော်လင့်ဘဲနဲ့ရရှိခဲ့တဲ့ဒီကိုကိုပေါ်တက်ကိုဖိလန့်စရာအဖြစ်ပြက်ဆိုးတွေဒီရာတွေကလည်းယုံထွက်နိုင်မှုစူးစမ်းနေဆိုတာမျိုးလို့မြင်တယ်တကယ်လို့မစူးစမ်းအောင်ဆိုလို့ရှိရင်စူးစမ်းတင်နေပြီပေါ့နော်အဲ့လိုမျိုးပြထားတယ်နောက်ဒီလူအပေါ်မှာကိုကပြောရရည်သက်ရှိတယ်သူကကိုရဲ့ဆိုးမိတ်ပဲသူကကိုတက်ကိုအကြောင်းရှိလို့စုံစည်းရတယ်ထူကြတဲ့သူတယောက်အမြင်နဲ့တတ်မှတ်ထားတယ်ပြောရရင်တော့သူနဲ့ကိုနဲ့တွဲဖက်ညီတယ် စိတ်တူကိုယ်တူရှိတယ်။အဝင်ခွင့်ကြဖြစ်တယ်ပေါ့နော်ပြောရရင်သူနဲ့သူနဲ့အတူတူစကားပြောနေရတာအတူတူရှိနေရတာကကိုယ့်တက်ကိုအဆင်ပြေရဆိုတော့အဲ့လိုခံစားချက်မျိုးတွေကနေပြီးတော့စတင်လာတဲ့ relationship လို့မြင်ရတယ်။ဒါပေမဲ့လက်ရှိအနေထားမှာတော့ဘယ်လိုပဲအချိန်တုန်းကအတူတူအဆင်ပြေပြေနဲ့ perfect ဖြစ်နေခဲ့ပေမဲ့လောကကိုနှစ်ယောက်အတူရှိမှုကပြည့်စုံနေခဲ့ပေမဲ့လည်းလက်ရှိအနေထားကတော့အဆုံးသတ်သွားတယ်ဆိုတဲ့ပုံစံမျိုးလို့မြင်တယ်။ပြန်ပြီးတော့အပြောင်းလဲဖြစ်လာဖို့နှစ်ယောက်ကြားမှာ တစုံတစ်ခုပေါ့နော်ပြန်ပြီးအစပြုဖို့လဲလမ်းမမြင်ဘူးဆိုတဲ့ပုံစံမျိုးလို့မြင်တယ်အဲ့ဒီအဲ့လိုမျိုးအသေးစိတ်နဲ့အတူတူဒီလူနဲ့ပတ်သက်တဲ့ခံစားချက်တွေညှောနှင်းချက်တွေအကုန်လုံးကိုလည်းလုံးဝလွှတ်ချပြီးတော့ဘဝကိုဒီလူနဲ့ပတ်သက်လို့တော့ပေါ့နော်စိတ်ကိုပေါ့ပေါ့ပါပဲထားပြီးတော့ဖျက်ဆီးနေရဲဆိုတာမျိုးလို့မြင်တယ်အတိတ်ကတော့ကိုကိုတိုင်ပဲကြိုးပြောင်းလဲဖို့စူးစမ်းနေရပေါ့နော်ပြောရင်တစ်ဖက်သူကိုပြောင်းလဲဖို့စူးစမ်းခဲ့တဲ့ကိုကလက်ရှိအချိန်မှာ ဒီကြားထဲမှာဖျက်ဖျက်ခဲ့တဲ့အရာတွေကိုပြန်ပြီးတော့ကြည့်ပြီးတဲ့အခါတစ်ဖက်သူကိုကြိုးတစ်ဖက်သူကိုပြောင်းလဲဖို့စူးစမ်းရတယ်ဆိုတာကဒါကအဖြေမဟုတ်ဘူးနီလာမမှန်ဘူးဆိုတာကိုသိပြီးတော့ကိုယ့်ကိုယ်ပဲပြောင်းလဲဖို့စူးစမ်းနေဆိုတာလို့မြင်တယ်ဒါလည်းပဲရန်ကြီးလေးပင်နေဆိုတဲ့ခံစားချက်မျိုးနဲ့မဟုတ်ဘဲနဲ့ပေါ့ပေါ့ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့မြင်တယ်တချို့ဆိုလို့ရှိရင်စိတ်သက်လူသက်နဲ့ဘဝသက်တစ်ခုကိုတိဆောက်နေရဆိုတာမျိုးတော့မြင်တယ်ပေါ့နော်တော်တော်လေးကိုဟိုကိုယ့်ကိုယ်ကိုပြန်ပြီးတော့တိဆောက်တာ အနေထားတစ်ခုအထိကိုတော့ဟိုပြည့်စုံနေပြီဆိုတဲ့ပုံစံမျိုးလိုတော့မြင်ရတယ်ပေါ့နော်။အဲတော့ဒီလိုနဲ့ပတ်သက်ပြီးတော့လည်းပြောရရင်တော့ပြန်ပြီးညှိုးနှိမ့်ချက်တွေထားမနေတော့ဆိုတဲ့ပုံစံမျိုးလိုမြင်တယ်ဒါတချို့ပေါ့နော်။တချို့သောသူတွေကတော့ဒီကနေရတဲ့နှကျင်မှုတွေတန်ရတွေကအခုချိန်ထိမပြောက်လို့မရသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့အသက်စတင်မို့ညှင်းဆန်နေအောင်မယ်ဆိုတာမျိုးဒါတွေကလုံးကိုလွှတ်ချပြီးတော့ကိုပေါ်ကကိုပေါ်ပါသောပုံစံနဲ့တွားဖို့အတွက်ကိုဤလေးဆွဲနေအောင်မယ်ဆိုတာမျိုးလို့ တွေ့ရတယ်ပေါ့ဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာသတ်မှတ်ထားတာကဒီလူကကိုယ့်အတွက်ပဲဒီလူကကိုယ့်ရဲ့လက်တွဲပေါ်ပဲဒီလူကကိုယ့်စီပြောင်းအောင်ပြန်လာလိုက်မယ်ဒီလူကလည်းပဲတခြားလူနဲ့ကိုယ်ကဘယ်တော့မှအာဆက်ဆံရေးတခုကိုဖြစ်လာမှာမဟုတ်ဘူးပေါ့နော်လက်တွဲတော့လို့ရမှာမဟုတ်ဘူးအဲ့လိုမျိုးလက်တွဲတော့ဖို့လည်းယုံကြည်ချက်မရှိဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းမြင်နေရဒါကြောင့်မို့ဒီလူကိုပြန်ပြီးတော့ညှော်နေရဆိုတာမျိုးပေါ့နော်အဲ့လိုတွေ့ရတယ်ပေါ့နော် ဒီ energy နဲ့ကိုင်းကြည့်လို့ရှိရင်တော့ဒီ reading ကိုကြည့်လို့ရပါပြီ။တချို့တွေကကြတော့ဒီမှာလေး engagement ring လေးလည်းပါတာဆိုတော့ဒီလိုနဲ့ကိုယ်နဲ့နှစ်ယောက်ကြာမှာတော်တော်လေးကိုလေးနဲ့တဲ့စံရည်တခုဖြစ်ပြီးတော့မှာပေါ့နော်။အာအခုလိုမျိုးတွေဝေးကွာခွဲခွာသွားရတယ်ဆိုတာမျိုးလို့တော့တွေ့တယ်။ဒါကလည်းတစ်ဖက်သူရဲ့တစ်ဖက်သူစီကမထင်မှတ်ထားတဲ့ပြောင်းလဲမှုကြောင့်လို့မြင်နေပေါ့နော်။ကိုယ့်ပုံမှာကြည့်ဆိုင်မှုတွေရော့ပါသွားပြီးတော့တခြားကိုမဟုတ်တဲ့တခြားအရာတခုကိုဟွန်း တခြားလမ်းကြောင်းတစ်ခုကိုရွေးချယ်သွားတယ်အဲ့လိုမျိုးချွေရခြင်းရလဲပဲသူ့ဘဝတော့ကိုပို့ပြီးတော့အဆင်ပြေတယ်ပို့ပြီးတော့ပြီးပြည့်စုံတယ်ဆိုတော့အခံယူချက်ပေါ့နော်အဲ့လိုမျိုးယုံကြည်ချက်နဲ့အဲ့လိုမျိုးရွေးချယ်သွားတယ်ဆိုတာမျိုးတို့မြင်တယ်ပြောရင်ကိုယ်နဲ့ရှေ့ဆက်မှာထက်စားလို့ရှိရင်တခြားလူနဲ့ရှေ့ဆက်တာကသူ့အတွက်သူ့ဘဝတော့ကိုပို့ပြီးတော့တောင်းတတာဖြစ်ပြီးတော့အဆင်ပြေတယ်ဆိုတော့အတွေ့မျိုးနဲ့ရွေးချယ်သွားတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတို့တွေ့ရတယ်ပေါ့နော် ဒါဆိုရင်တစ်ဖက်သူရဲ့ကိုယ်နဲ့ပတ်သက်တဲ့ပေါ့နော်လက်ရှိခံစားချက်အစစ်အမှန်ကျွန်တော်ကြည့်ကြည့် ောက်တစ်ဖက်သူကလည်းပြောရင်ကိုကသူ့ဘဝတော့ကိုအကောင်းဆုံးရွေးချယ်မှုဆိုတဲ့အတွေ့မျိုးနောက်ကိုသားလင်သူ့တက်ကိုသူ့ရဲ့ဘဝရဲ့လူဝဲချက်တွေအားနည်းချက်တွေကိုပို့ပြီးတော့ထင်သာမြင်သာရှိပြီးတော့ယူဆိုင်ပေးတတ်တဲ့သူမျိုးမြင်တတ်တဲ့သူမျိုးဖြည့်ဆည်းပေးတတ်တဲ့သူမျိုးလို့မြင်တယ်ပြောရရင်လက်ရှိအနေအထားအရဆိုရင်သူ့ဘဝကြီးမှာပြည့်ပြည့်စုံနေဆိုတဲ့ခံစားချက်မျိုးရှိမနေဘူးအဲ့ဒါကလည်းကိုမရှိရတဲ့ကြောင့်မလို့လို့မြင်တယ်နောက်ကိုကို ပြောရရင်တော့တမို့ထားရမယ်တခုတည်းသောအရာအနေနဲ့တခုတည်းသောသူတယောက်အနေနဲ့အဲ့လိုမျိုးမဆက်ဆံခဲ့ပဲနေပေါ့နော်ကိုလိုလူမျိုးကမရှားပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြုမှုဆက်ဆံခဲ့တဲ့ပုံစံမျိုးတို့မြင်တယ်အဲ့ဒီအတွက်ကိုလည်းပဲလက်ရှိအချိန်မှာပြန်ပြီးတော့တံပြန်ခန်းစားနေရတယ်ဆိုတာလို့တွေ့ရပေါ့နော်သူလုပ်ခဲ့တဲ့အရာအတွက်ကိုသူပြန်ခန်းစားနေရတာလို့မြင်တယ်အဲ့တော့ပြောရရင်တော့ကို ကိုရဲ့ဖြစ်တည်မှုကသူ့ဘဝအတွက်ဘယ်လောက်တောင်အရေးပါတယ်ဆိုတဲ့အကြောင်းဘယ်လောက်တောင်ပြည့်ပြည့်စုံစေခဲ့တယ်ဆိုတဲ့အကြောင်းပြောရင်ကိုကသူ့ကိုဘယ်လိုမျိုးဖြည့်ဆည်းပေးခဲ့တယ်နားလည်ပေးခဲ့တယ်ဆိုတာမျိုးပေါ့နော်။နောက်ကိုရဲ့နေရာမှာတခြားဘသူကမှစားထိုးလို့မရဘူးပေါ့နော်။ကိုလိုစိတ်ကိုလို energy ရှိတဲ့သူမျိုးမဟုတ်နေဘူးပေါ့နော်။သူနားမှာရှိရတဲ့သူကလည်းအဲ့လိုပုံစံမျိုးနဲ့တမြင်မြင်နဲ့ဟိုတံပြန် ဝတ်တံပြန်လဲနေဆိုပုံစံမျိုးပေါ့အဲ့တော့ဒီလူကိုနဲ့ပတ်သက်ပြီးတော့ဝတ်လဲနေပြီလားပေါ့နော်ဆိုလို့ရှိရင်သိကျင်နေဆိုလို့ရှိရင်တော့ဝတ်လဲနေပြီပြောရမှာပေါ့နော်ဒါကိုစုတောင်းနေစရာမလိုဘူးပေါ့နော်တချို့တွေကအဲ့ဒီ comment မှာလာရေးကြတယ်ပေါ့နော် negative comment နေဆိုလို့ရှိရင်ဖြတ်ပါတယ်လူမျိုးတွေပေါ့နော်တစ်ဖက်သူပေါ်မှာစိန်ဆဲတာဖြစ်ဖြစ်ပါဖြစ်ပေါ့နော် ဒါပြီးခဲ့တဲ့ reading တွေကတော့ reading မှာတော့ပါသေးတယ်ပေါ့နော်အဲ့လိုမျိုးလုပ်နေတာကကျွန်မှန်တာပြောရရင်စမပြေဘူးပေါ့နော်အဓိကဘယ်သူတက်စမပြေရဆိုကို့အတွက်စမပြေရတစ်ဖက်သူတက်ကိုကြည့်ပြီးစမပြေတာမဟုတ်တော့မဟုတ်ပေါ့နော်ဘေးရောင်ဆိုအရာလုံးကဒီနှုတ်ကထွက်တဲ့စကားမှန်တယ်အကုန်လုံးကဟိုနောက်ဆုံးကျရင် ကို့စီပြန်လာတာမျိုးပဲပေါ့နော်အဲ့တော့ကိုပြုတ်တဲ့ကံကကို့စီပဲပဲ့တယ်ပြီးပြန်ပြီးတော့ထွက်လာမှာအခုသူဝှက်လက်နေရဆိုတာကလည်းပဲ သူလုတ်တဲ့ကံကိုသူပြန်ခန်းစားနေရတာအော်ဒါဥမာကိုကတွားပြီးတော့သူသားဖြစ်ပါစေဆိုပြီးထပ်ပြီးတော့ပြောမယ်ဆိုလို့ရှင်ထပ်ပြီးတော့အဲ့လိုမျိုးဆူတောင်းနေတာမျိုးတွေဖြစ်စေခြင်းလို့တိမ်ဆဲနေတာမျိုးဖြစ်ဖြစ်ပေါ့နော်ဒါမျိုးတွေလုပ်နေမယ်ဆိုလို့ရှင်လေကိုလက်ရှိဘဝမှာတော့ဒီလိုမျိုးတွေဆူဆူဝါကြုံတွေ့ခဲ့ရတယ်နာကျင်ခဲ့ရတာဥမာထပ်ပြီးတော့အစ်တတွေယူနေတဲ့လိုပုံစံမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မလုတ်စေခြင်းတာမျိုးပေါ့နော်ဆူတောင်းနေရမယ်မလို့စေချင်ဘူးကံကံရင်အကျိုးဆိုတာကသူကသူရှိတယ်အချိန်မတန်သေးလို့ဒါဟိုဘာမ ဟိုတင်းနေဆက်ဆက်ကွက်ကွက်ပြပြမဖြစ်သေးတာပေါ့နော်ဒီဘဝမှာအကျိုးမပေးတာမျိုးလည်းဖြစ်နေဖြစ်နိုင်တယ်အနောက်ဘဝကျမှကိုမမြင်ရတဲ့အချိန်ကြမှာလည်းဖြစ်နိုင်တယ်ဒါကိုသွားပြီးတော့ကိုဘက်ကဘာလို့မှ control လုပ်ဖို့လည်းမစင်စားနဲ့ control လုပ်လို့လည်းမရဘူးပေါ့နော်တချို့ကြတော့လည်းအစီရင်နေပါတယ်အဲ့လိုမျိုးတွေအောက်လန်းနေပါတယ်လည်းတချို့ကြတော့လောက်တာလည်းရှိသေးတယ်ပေါ့နော်ဒါကြတော့တော်တော်လေးကိုစိုးဝါးသွားတဲ့ဘက်ကိုဖြစ်သွားပြီပေါ့နော်တော့အဲ့ဘက်တွေသွားဖို့နေနေတာဒါအဲ့လိုနှုတ်ကနေပဲဖြစ်ဖြစ်စိတ်ထဲကနေဖြစ်ဖြစ်လို့ချိန်ဆဲတာမျိုးတွေဖြစ်စေချင်တာမျိုးတွေဒါမျိုးတွေပါမောက်မထားဖို့ဟိုပြောချင်တယ်ပေါ့နော် နောက်ဆုံးကျတော့ကိုယ့်အတွက်ပေါ့ဒါတွေကအစိတ်တော့ဖြစ်စေတဲ့အတွေးတွေစကားတွေပေါ့နော်ဒါကြောင့်မလို့မလို့ပို့တော့ပြောချင်တယ်ပေါ့နော်အဲ့တော့ကိုဘာမှလုပ်เสียမလို့ပဲနဲ့သူ့ဘဝကြီးကကိုလုတ်ခဲ့တဲ့အတိုင်းတံပြန်တက်ရောက်မှုတွေနဲ့ဝင်လည်နေပြီဆိုတာမျိုးလို့မြင်တယ်ပေါ့နော် ဆိုရင်သူကိုယ့်ကိုဖုံးကွယ်ထားတဲ့အမှန်တရားပေါ့နော်အဲ့ဒါကိုမသိအောင်သူဖုံးကွယ်ထားတဲ့သူ့ဘမလက်ရှိဖြစ်နေတဲ့အမှန်တရားကဘာဖြစ်မလဲဘက်ကပူ love story once upon a time getting play manipulation manipulation lines control mm -hmm. သူ relationship ကအဆင်ပြေမနေဘူးပေါ့နော်လက်ရှိသူနားမှာရှိတဲ့သူသူရွေးချယ်ထားတဲ့သူဒီလူကသူ့ပုံမှာတော်တော်လေးကိုလွှမ်းမိုးပြီးတော့ကြိုးပိုင်ချယ်လည်နေရဲဆိုတဲ့ပုံစံမျိုး တချို့ဆိုလို့ရှင်လှည့်စားနေရဆိုတဲ့ပုံစံမျိုးလို့မြင်တယ်။တစ်ချိန်တုန်းကတော့နှစ်ယောက်ကြားမှာအပေးယူမြမြတတာနဲ့ជីနူးစရာခိုက်တန်လေးတွေနဲ့ရှိခဲ့ပေမဲ့ဒါလေးအကုန်လုံးကဒါပြောရင်ကြာခဲ့ပြီဆိုတဲ့ပုံစံမျိုးပေါ့နော်ပြောရင်နှစ်ယောက်ကြားမှာအဆင်ပြေပြေနဲ့စိတ်တူကိုယ်တူရှိပြီးတော့ជីနူးသူ့တွက်ကိုအဆင်ပြေတဲ့ជីနူးရတယ်ဆိုတဲ့အခိုက်အတန့်မျိုးအပေးယူမြတတာဆိုတဲ့အခိုက်အတန့်မျိုးပျော်ရွှင်ရတယ်ဆိုတဲ့အခိုက်အတန့်မျိုးကမဖြစ်တာတော်တော်ကြာပြီဆိုတာမျိုးလက်ရှိအနေအထားနဲ့လက်ရှိနဲ့မဝေးခင်အနေအထားမှာ တူကြုံနေခဲ့ရတာကစိတ်ပျက်စရာတွေသဘောထားမတိုက်ဆိုင်တာတွေပြောလို့ရှင်ဒီလူနဲ့ထိတ်တိတ်တောင်းရင်မဆိုင်ခြင်းနဲ့အထီးအလောက်ထီကိုနှစ်ယောက်ကြားထဲမှာအဆင်မပြေမှုတွေဖြစ်နေရဲဆိုတာမျိုးလို့နင်းနေတစ်ဖက်ကတစ်ဖက်သူကသူ့ပုံမှာတော်တော်လေးကိုလှည့်စားထားတယ်ဆိုတာမျိုးအင်းလိညာထားတဲ့ဖုံးကွယ်ထားတာတွေလည်းအများကြီးရှိရဲဆိုတာမျိုးလို့တွေ့ရတယ်။သူကလည်းအဲ့ဒီလိုမျိုးထိန်းချုပ်မှုအောက်ကနေပြီးတော့ ရုံးထွက်လို့မရအောင်ဆိုတဲ့ပုံစံမျိုးလို့မြင်နေပေါ့နော်ကျိုးဆွရာကနေရတယ်ဆိုတဲ့အနေအထားမျိုးလို့တွေ့ရတယ်အဲ့တော့ပျော်ရှင်မနေဘူးပေါ့နော်သူရဲ့လက်ရှိအနေအထားကအိမ်တော်ရေးပဲဖြစ်ဖြစ်ဒီတိုင်း relationship သူရီစာပေါ့နော်အဲ့လိုမျိုးပဲဖြစ်ဖြစ်စင်ပြေမနေဘူးဆိုတာမျိုးသူတို့တွေ့ရတယ်အဲဒါကသူကိုဖုံးခွဲထားတဲ့အမှန်တရားငွေကြေးပိုင်းနဲ့ပတ်သက်ပြီးရောလဲစင်ပြေမနေဘူးဒါကအပြီးခဲ့တဲ့ member reading တော့လည်းပါလာလားမသိဘူးเนาะ အတူတူ energy ကတူနေတော့ကြမလို့ဟို collective တွေကြည့်တဲ့အခါမှာအဆင်ပြေနေအာ energy ကနေတာမျိုးဖြစ်နေမယ် running away anger management သူစိတ်တိုင်းကြဖြစ်လာတဲ့အရာတစ်ခုမှရှိမနေဘူးဆိုတာမျိုးလို့တွေ့တယ်ဒီလက်ရှိဘဝလက်ရှိအခြေအနေကြီးကနေအဆုံးသတ်ပြီးတော့အဝေးတနေရာကိုထွက်သွားခြင်းနဲ့စိတ်တွေတစ်ခုခုကိုပောက်ကွဲထွက်ပြီးတော့ဗောနော်အဲ့လိုမျိုး ဆုံးတက်လိုက်ခြင်းနဲ့စိတ်တွေလည်းဖြစ်နေတယ်။ဘာလို့မှစိတ်တိုင်းကြမနေဘူး။ရရသူတက်ကိုနာကျင်စရာတွေဒေါသဖြစ်စရာတွေခံပြင်းစရာတွေဖြစ်နေရဆိုတာလို့တွေ့တယ်။ဆိုသလိုရှိရင်တော်တော်လေးကိုစိတ်တက်ကြနေအနေထားမှာဖြစ်နေပေါ့နော်ကျိုးကြတော့ကိုတော်သားကိုမထိနိုင်တဲ့အထီးပြိုင်ကိုစိတ်ပိုင်းဆိုင်ရာအနေနဲ့လို့ချုံရင်းမှုတွေ ပြဿနာတွေပေါ့နော် mental problem တွေအောင်ဖြစ်နေဆိုတာမျိုးလို့မြင်ရတယ်အဲ့တော့စနေပြေမနေပေါ့နော်ဒါပေမဲ့ဒီအရာကြီးကိုလေကိုမသိအောင်သူဖုံးကွယ်ထားမယ်ဆိုတာမျိုးပေါ့နော်ဒါကိုမသိရဲ့အရာမျိုးဒီမှာကတော့อืมဖုံးကွယ်ထားတယ်ဆိုတာမျိုးတော့မတွေ့ပြင်မယ်ဒါကိုကိုကသူနဲ့ပတ်သက်လို့ဒါလုံးဝဘယ်လိုပြောမလဲကိုရှင်းမှာလာပြောလို့ရှိရင်ကိုတယောက်ကလာပြောလို့ သတင်းလာပြီးလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးဟိုနားထောင်ရင်တော့နားထောင်လိုက်မယ်တကူတကရင်စုံစမ်းနေမှာမဟုတ်တဲ့ကြောင်မလို့သိမှာမဟုတ်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလို့ကြွေးကိုသာတကယ်သိကျင်လို့စုံစမ်းမယ်ဆိုလို့ရှင်တော့ဒါတွေကိုလည်းတကူလေးသိနိုင်တော့တယ်ဆိုတာမျိုးလည်းမြင်နေပေါ့နော်อืม ဲ့တော့ဟွန်းကိုနဲ့ပတ်သက်လို့တော့ကိုနဲ့သူနဲ့အလုံးဝမတူညီတဲ့အနေအထားတစ်ခုမှရှိနေတယ်လို့မတူညီတဲ့အနေအထားတစ်ခုမှကိုကရောက်သွားပြီပေါ့နော်ပြောရင်သူနဲ့လုံးဝ level မတူတဲ့အနေအထားတစ်ခုရောက်သွားပြီသူ့အနေနဲ့ကကိုကိုမောကြည့်နေရတယ်ဆိုတဲ့ပုံစံမျိုးအားကြပြီးတော့ကြည့်နေရဆိုတဲ့ပုံစံမျိုးတချို့ဆိုလို့ရှိရင်ဒီမှာ hater ဆိုတော့လေ မနာလိုတဲ့ပုံစံမျိုးပေါ့နော်ကိုဘဝကြီးအဆင်ပြေနေတာတာယာနေတာပူပင်ကင်းနေတာမျိုးလူလေးသေးမရှိပြေစုံနေတာမျိုးဒါကြီးကိုကြည့်ပြီးတော့သူ့ဘဝကတော့လုံးဝခက်ခဲပင်ပန်းမှုတွေအများကြီးနဲ့ရုန်းကန်နေရလက်ရှိနေထားမှာလည်းပဲအာအင်းနေပါနေဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ချီအာအင်းချီနေနေပြီးတော့ပြောရရင်ညွတ်ညွတ်လေးပဲကြံနေဆိုတဲ့အနေထားမျိုးနဲ့မန်တင်းပြီးတော့သွားနေရတယ်ဆိုလိုပုံစံမျိုးပေါ့နော် အဲ့လိုပုံစံမျိုးနဲ့သွားနေရမယ်ကိုယ့်ဘက်ကတော့ဒီ empress လို့ပုံစံမျိုးနဲ့ပေါ့နော်ဒါကမြေသားအမေသမီးအကုန်လုံးဖြစ်နိုင်တယ်ပေါ့နော်အဆက်ဆက်အရာအထူးသဖြင့်ငွေကြေးပိုင်းလောက်ကင်ပိုင်းဒီအိမ်အခြေအနေစသဖြင့်မိသားစုဘဝအခြေအနေဒီအရာတွေမှာတချို့ဆိုလို့ရှိရင်လည်းအိမ်တော်ကြီးလည်းဖြစ်နိုင်တယ်ပေါ့နော်အကုန်လုံးအဆင်ပြေနေရဆိုတဲ့ပုံစံမျိုးပေါ့နော်ဆက်စားရရကပြီးပြေဆုံးပြီးတော့အဆင်ပြေနေရဆိုတဲ့ ပုံစံမျိုးဟွန်းအဲ့လိုပုံစံမျိုးတွေရှိနေရဆိုတာမျိုးလို့မြင်တယ်တခါကြောက်ရှင်တော့ဆက်သွယ်ပြီးတော့စကားတွေပြောကျင်နေဆိုတာမျိုးလည်းမြင်တယ်ပေါ့နော်ဒါမဲ့ကိုကကိုအနေထားနဲ့ကိုရှိနေပြီတကြောင်လို့သူ့ကိုလက်မခံဘဲနဲ့မြင်လွတ်မှာကိုလည်းမလိုချင်ဘူးကြောက်တယ်ဆိုတာမျိုးလို့မြင်တယ်အဲ့လိုမျိုးကြီးလည်းမကြုံတွေ့ချင်ဘူးပေါ့နော်နောက်ဒီမှာမြင်ရတဲ့အရာဆိုလို့ရှိရင်တကယ်လို့ ကိုနဲ့သူနဲ့ကပေါ့နော်နီးစက်တဲ့နေရာတစ်ခုမှာရှိနေခဲ့တယ်ဆိုလို့ရှင်တော့မှာပဲကိုနဲ့မတွေ့အောင်လို့ရှောင်သွားမယ်ဆိုတဲ့ပုံစံမျိုးရှောင်နေတယ်ဆိုတဲ့ပုံစံမျိုးတော့မြင်နေပေါ့နော်မကိုသွားနေကြလမ်းရှိတယ်ဆိုလို့ရှင်အဲ့လမ်းကနေဘယ်တော့မှဖြစ်မသွားတာကိုအိမ်ရှိရဖြစ်မသွားတာမျိုးအဲ့လိုမျိုးပေါ့နော်လမ်းမှာအဲ့လိုမျိုးထိတိုက်တွေ့ဖို့နေရာတွေအဲ့လိုမျိုးရှိခဲ့မယ်ဆိုရင်လည်းရှောင်ပြီးတော့သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတော့တွေ့ရတယ်နောက်ကိုကြောက်တဲ့စိတ်လည်းဖြစ်နေသလို ထင်းကြီးလေးစားအားကြတဲ့စိတ်တွေဖြစ်နေဆိုတာမျိုးလိုမြင်နေပေါ့နော်ကိုကြောင့်လည်းပတ်သက်ပြီးရောလဲစုံစမ်းနေကိုလည်းစောင့်ကြည့်နေဆိုတာမျိုးလိုမြင်နေပေါ့နော်ကိုပုံမှာစိတ်ဝင်စားမှုကြီးများနေရဆိုတာမျိုးလိုမြင်နေကိုရဲ့လက်ရှိအနေထားကအေးအေးဆေးဆေးနေပေါ့နော်ပြောရင်အောင်မြင်နေတဲ့ပြည့်ပြည့်စုံနေတဲ့အနေထားတစ်ခုဖြစ်နေတာကိုမြင်နေလို့တွေ့တယ်ပေါ့နော် အဲ့တော့လေသူကတချို့ဆက်သွယ်မျောနေရဆိုရှင်တော့ဆက်သွယ်လာမှာမဟုတ်ဘူးเนาะသူကသူဘယ်လိုပဲအဆင်ပြေမှုတွေပဲရှိရှိကိုစီကိုငါတော့မှားသွားတယ်ငါရွေးချယ်တာမှားသွားတယ်အဲအဲ့လိုပုံစံမျိုးတွေဆက်သွယ်လာမှာမဟုတ်ဘူးငါ့ကိုပြန်လက်ခံမလားဆိုတဲ့ပုံစံမျိုးတွေဆက်သွယ်လာမှာမဟုတ်ဘူးလို့မြင်တယ်ကို့ပေါ်မှာသဘောကျတဲ့စိတ်တိုင်းဝန်းစင်နေရှိနေသေးရဆိုရင်တော့မှာပဲသူကသူကြိတ်ပြီးတော့ပဲဒီတိုင်းပဲနေမယ်ဆိုတာမျိုးလို့မြင်တယ်ပေါ့နော် မဲ့သူရဲ့မသိစိတ်ထဲမှာတော့ကိုနဲ့သာဆိုရင်ဒီလိုခြေနေရောက်မှာမဟုတ်ဘူးကိုနဲ့သာဆိုလို့ရှင်တော့ပျော်ရှင်ရမှာပဲငါသာသူ့ကိုရွေးချယ်ခဲ့မယ်ဆိုရင်ငါသာသူ့ပေါ်မှာတစ္ဆာမဖောက်ခဲ့ဘူးဆိုလို့ရှင်ငါသာသူ့ကိုစစ်မှန်သူ့ပေါ်မှာစိတ်ရင်းစစ်မှန်ခဲ့မယ်ဆိုလို့ရှင်တော့အခုအချိန်လောက်မှာငါကတကယ်ကိုအဆင်ပြေတဲ့အခြေအနေနဲ့တကယ်ကိုပျော်ရှင်ရမယ်ပြောရရင်ငွေကြေးပိုင်းရောစိတ်ခံစားချက်ပိုင်းရောပေါ့နော်ဆက်စပ်ရရာ ်ဘာမှလိုလိုသေးမရှိတဲ့ပုံစံမျိုးရှိနေတော့မှာပဲဆိုတော့အတွေးညွှန်နှင်းချက်မျိုးတွေနဲ့လည်းလိုပုံစံမျိုးတွေလည်းရှိတယ်ဆိုတာလိုတွေ့တယ်ပေါ့နော်တကယ်လို့ပြန်သုံးသပ်မိတယ်ဆိုတော့အဲ့လိုမျိုးလို့တော့တွေ့ရတယ်ပေါ့နော်အခုမှပဲလက်တွေ့ကြကြမြင်လာတယ်လက်တွေ့ကြကြသိလာတယ်သူရေးချေလိုက်တဲ့လမ်းမှားသွားပြီဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတော့တွေ့ရပါတယ် ော်ဒါကတော့ဒီနေ့အတွက် reading လေးဖြစ်ပါတယ်ရှင်အားလုံးပဲဆုံးနည်းကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများရှိတယ်ပါတယ်ရှင်ကျေးဇူးများအားလုံးပဲပေးပြရမြောက်ပေးကြပါပြီးကိုရောစိတ်ပါစမ်းမချမ်းသာကြပါစေကောင်းသောလူရင်းဆန္ဒမှန်သမျှလည်းပြုဝါကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီလုံးကြစမ်းမမနဲ့ထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ရှင် Thank you